ကမ္ဘာတဝမ်းမှာလူပေါင်း683တန်းကညစာမစားပဲဆက်လာမှုနဲ့အိပ်အောင်ဝင်နေရတယ်လို့အော်တိုဘားလ16ရက်နေ့မှာကြာရောက်တဲ့ကမ္ဘာစားနပ်ရေးခါနေ့မှာဥလားသမဂထွေထွေတွင်ရမှုချုပ်အန်တိုနီယိုကူတာရက်စ်ကထုတ်ဖော်ပြောပါရယ်အခုနှစ်ကမ္ဘာစားနပ်ရေးခါနေ့ရဲ့စာမုတ်ကလက်ချင်းတွင်းကြီးပုံမူကောင်းမွန်တဲ့အစာဟာရနဲ့အနာဂတ်စီတိုးလို့ဖြစ်ပါရယ်လက်ရှိဖြစ်ပေါ်နေတဲ့ငမော့ခေါမမှုကိုဆုံးသက်ဖို့အတွက် ကောင်းမွန်ပြီးကျမ်းမာရေးနဲ့ညီညွတ်တဲ့အစားအစာတွေထောက်ပံ့ပေးနိုင်မှုပါဝင်အသိပညာနဲ့အရင်းမြစ်တွေရှိပေမဲ့လည်းစီးလုံးညီညွတ်မှုလိုအပ်နေတယ်လို့ထပ်မံဆိုပါရစ်။ဒါအပြင်ပြိပခဖြစ်ပွားနေတဲ့အခြေအနေတွေမှာလူတွေဟာ အစာရေစာခေါင်းမပြီးငတ်မှုမှုကိုရင်ဆိုင်နေရကြအောင်ငတ်မှုခေါင်းမမှုကိုလက်နက်ဖြင့်အသုံးချမှုက ရှက်စရာကောင်းကြောင်းတကောင်းကဆိုပါရစ်။ဒီနေ့ကမ္ဘာတဝန်းမှာလူပေါင်း683ငန်းဟာညတိုင်းဆာလာမုတ်တိတ်ရဲ့အိယာဝင်းနေရာဆဲဖြစ်ပါတယ် လူပေါင်းများစွာကလည်းနောက်တနေ့အတွက်မတိကျမြေရာမှုကိုနေ့စဉ်ရင်ဆိုင်နေရပါတယ်။တကဘာလုံးတိုင်းတာနဲ့တိုးတက်မှုကအလွန်နှေးကွေးနေပြီးတချို့ဒေသတွေမှာနောက်ပြန်သွားနေပါတယ်လို့ဆိုပါတယ်။ပြီးခဲ့တဲ့နှစ်ပေါင်း80ကစစ်ကြောင့်ပျက်စီးယိုယင်းမှုဟာကမ္ဘာနိုင်ငံတွေကငတ်မို့ခေါင်းမမှုကိုအနိုင်ယူနိုင်ပြီးနောက်ဆယ်စုနှစ်တွင်ကမ္ဘာကြီးမှာတိတိတသာသာတိုးတက်လာတယ်လို့အထွေထွေတွင်မှုအန်တိုနီယိုကူတာရက်စ်ကဆက်လက်ပြောပါတယ်။ လက်ရှိမှာအစ္စရေးခါဇာပြိပခကြားမှာအစ္စရေးခါဇာကမ်းမြောင်ဒေသစီ စာနယ်ဧခါပိတ်ဆို့မှုကြောင့်ခါဇာမှာစာနယ်ဧခါခက်ခဲမှုပြင်းထန်စွာကြုံတွေ့ရတယ်လို့နိုင်ငံတကာသတင်းတွေမှာဖော်ပြထားပါတယ်။မြန်မာနိုင်ငံမှာလည်းငတ်မှုခေါင်းဝါမှုစာလာမုတ်သိမ့်မှုတွေပုံမှုများလာပြီးလူဦးရေ16.8%တန်းတိတိုးပွားပြီးလူသုံးဦးမှာတဦးနှုန်းကစာလာမုတ်သိမ့်မှုကိုရင်ဆိုင်နေရတယ်လို့ ကမ္ဘာ့ဘူလာသမဂ္ဂစာနယ်ရေးခါအစီအစဉ် WFP ကအတိပေးထုတ်ပြန်ထားပါတယ်